မင်္ဂလာပါဆရာနေမျိုးလိုင်းပါဒီကနေ့ဆရာရွေးထားတဲ့ဆောင်းပါးကလေးကတော့မှန်သုံးမှန်အချိုးသုံးချက်လို့အမိပေးထားပါတယ်ဒီဆောင်းပါးကလေးဟာတိုင်းပညာကိုသင်ယူတဲ့အခါမှာပညာမြင့်မြင့်မားမားနဲ့ပညာရှင်အဆင့်ထိတက်မြောက်နိုင်ဖို့အတွက်လိုအပ်တဲ့အခြေခံအချက်သုံးချက်ဖြစ်ပါတယ်မှန်သုံးမှန်အချိုးသုံးချက် ကိုလုံးပညာတစ်ခုကိုသင်တော့မယ်ဆိုရင်ဘယ်ဟာကောင်းလဲဘယ်ဟာသင်ရမလဲမေးမြန်းစုံစမ်းကြပါလေစဉ်းစားနေစရာမလိုပါဘူးပညာတွေအားလုံးကောင်းကြပါတယ်တစ်ဖက်သားကိုထိခိုက်မှုတက်တာစေခြင်းဆိုတာနဲ့ကိုလုံးဂျုံမှုအတွက်တစ်ဖက်သားကိုပြင်းပြင်းထန်ထန်ထိခိုက်စေခြင်းဆိုတဲ့အချက်နှစ်ချက်သာကွာခြားပါတယ်တနည်းဆိုရမယ်ဆိုရင်အချိန်ဆွဲပြီးတိုက်ခိုက်ခြင်းနဲ့ အချိန်တိုးတိုးနဲ့ပြီးအောင်တိုက်ခိုက်ခြင်းပဲကြွာချားကြပါတယ်ကိုလိုချင်တဲ့ပုံသဏ္ဍာန်ကဘယ်ပုံစံဖြစ်တယ်လဲကိုနဲ့ကိုက်ညီတာကဘာဖြစ်မလဲဆိုတာကိုအဓိကထားရွေးချယ်ရမှာဖြစ်ပါတယ်ကိုလိုချင်တဲ့ပညာကဘယ်မျိုးစားမဆိုပြည့်စုံသည့်အထိသင်ကြားမယ်ဆိုရင်မကောင်းတဲ့ပညာဆိုတာမရှိပါဘူးသင်ယူတော့မယ်လို့ဆုံးဖြတ်လိုက်တဲ့အခါမှာ အခုဆက်ပြောပြမယ်အချက်၃ချက်ကပြည့်စုံနေဖို့လိုအပ်ပါတယ်အမှန်အကန်တက်မြောက်ပြီးပညာရှင် ဖြစ်တဲ့အထိရောက်သွားမှာဖြစ်ပါတယ်နံပါတ်၁ပညာကစစ်မှန်ရပါမယ်နံပါတ်၂ဆရာစစ်မှန်ရပါမယ်နံပါတ်၃တပည့်စစ်မှန်ရပါမယ်ပညာစစ်မှန်ရမယ်ဆိုတာက အစအလယ်အဆုံးသုံးပါးစလုံးပြည့်စုံနေတဲ့ပညာဖြစ်ရမယ်လို့ပြောတာဖြစ်ပါတယ်။ဒါကတော့အစဒီနေရာဟာအလယ်။ဒါပြီးရင်ဒီနေရာမှာပြီးဆုံးပြီဆိုပြီးကာကနာနာရှိနေတဲ့ပညာဖြစ်ဖို့လိုပါတယ်။သင်ရုံညွန်းနှံတိတိကျကျရှိရမယ်။အစကဘာကြောင့်မလို့ဒီနေရာကနေအစပြောတာဖြစ်တယ်လို့ပြောနိုင်ရမယ်။ဒါပြီးရင်ဒီဟာလေးဆက်တင်ရမယ်။ ဒါမှသာသူနဲ့သူနဲ့ဂွင်းဆက်မိမယ်ဒီအလေကိုတင်ရင်လို့ဒီအဆောက်ကိုတင်ရတာဖြစ်တယ်ဆိုတော့အချက်လက်ခိုင်ပါမယ်အဆောက်ကိုကြော်ပြီးတော့မှအလေကိုတင်မယ်ဆိုရင်တင်လို့မရပါဘူးဥပမာပြောရမယ်ဆိုရင်ဝါလုံးကိုမတိဘဲနဲ့ဝါလုံးနှလုံးပူးထားတဲ့ထက်ဆင်တူးဆိုတာတင်ဖို့မလွယ်ပါဘူးဒီနေရာမှာဒီအချက်ကြောင့်ဒီလိုအခြေအနေကြောင့်အဆုံးသတ်သွားပြီဆိုတာမျိုး ြောနိုင်ရပါမယ်။အစအလဲအဆုံးဆိုတာလောကနိယာမတရားနဲ့ကိုက်ညီနေရပါမယ်။ဆရာစစ်မှန်ရမယ်ဆိုတာကတော့သင်ကြားတဲ့ဆရာကပညာရတစ်ခုလုံးကြီးကိုသိထားဖို့လိုပါတယ်။မသိသေးဘူးဆိုရင်လည်းကိုယ်စီမှာပြီးဆုံးတဲ့အထိသင်ပေးလိုက်ပြီးဒီနေရာရောက်ရင်တော့ငါသိတာကုန်ပြီ။ဘယ်နေရာကိုဆက်သွားရင်တော့သူ့နောက်က အပိုင်းတွေကိုဆက်တင်လို့ရတယ်ဆိုတော့ တင့်တဲ့အရက်ဒေသကိုပုတ်လွတ်တဲ့ဆရာမျိုးဖြစ်ဖို့လိုပါတယ်။ကိုသင်ပေးတဲ့အကြောင်းတရားကိုလည်း theory ကြကြရှင်းလင်းနိုင်တဲ့ဆရာမျိုးဖြစ်နေရပါမယ်။တပည့်ကိုနားလည်နိုင်အောင်ဥပမာတွေနဲ့ပုံဆောင်ပြီးတော့ရှင်းလင်းထုတ်နိုင်တဲ့ဆရာမျိုးဖြစ်ဖို့လိုပါတယ်။တပည့်စစ်မှန်ရမယ်ဆိုတာကတော့သင်ကြားတဲ့တပည့်ကိုယ်တိုင်ကလည်းဆရာနဲ့ပညာကို ကိုယ်စိတ်ကြိုက်ရွေးချယ်ပြီးတော့ပြီဆိုရင်ပညာပေါ်မှာရောဆရာပေါ်မှာပါယုံယုံကြည်ကြည်ထားပြီးသင်ဖို့လိုပါတယ်မယုံကြည်နိုင်သေးဘူးဆိုရင်ဒီဆရာနဲ့ဒီပညာကိုမရွေးချယ်ပါနဲ့ဘာလို့လဲဆိုတော့ဒီဆရာနဲ့ဒီပညာကိုမယုံကြည်ဘဲနဲ့သင်ယူနိုင်မယ်ဆိုလို့ရှိရင်ရှေ့ကိုဘလို့နီးနဲ့မှ မရောက်နိုင်ပါဘူးဆရာသင်ကြားလိုက်တဲ့အပေါ်မှာလဲအာယုံစူးစိုက်ဖို့လိုပါတယ် တင်ကြားတဲ့အပေါ်မှာရှင်းရှင်းလင်းလင်းနားလည်ပြီးတော့မှကြိုးကြိုးစားစားလေ့ကျင့်ပြီးဆိုမှထိရောက်တဲ့အကျိုးကျေးဇူးရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ပညာဆရာတပည့်သုံးခုစလုံးဟာအချိုးညီနေမှသာတက်မြောက်မှာဖြစ်ပါတယ်လို့ပြောကြင်ပါတယ်။တခုခုချွေရင်သွားမယ်ဆိုရင်ပညာရှင်ဖြစ်လာနိုင်ဖို့မလွယ်တော့ပါဘူး။ဖျားရှင်ကိုယ်တိုင်က ဆရာကောင်းရှိမှပညာတက်မြောက်နိုင်တယ်လို့ဟောတော်မူခဲ့တာဖြစ်ပါတယ်။ပညာနဲ့ဆရာပြည့်စုံနေပေမဲ့တပည့်လောက်သူကစ조사မှုမရှိဘူးဆိုရင်လည်းအခြေအနေသာဖြစ်ပါတယ်။တကယ်တော့ဆရာကကိုလုံးပညာသမားမှုကိုလုံးပညာသင်တဲ့အခါလို့စောင်းပေးပြီးပြောတာဖြစ်ပါတယ်။ဘယ်ပညာပဲသင်သင်ဒီပုံတရံအတိုင်းသင်ရမှာဖြစ်ပါတယ်။ အချိုးသုံးချက်ညီမတက်မြောက်မှုကလည်းထိတ်ဆုံးအထိရောက်ရှိမှာဖြစ်ပါတယ်ဒါကြောင့်မို့ပညာရတခုကိုသင်ယူတဲ့အခါအထူးသဖြင့်ကိုလုံးပညာတွေကိုသင်ယူတဲ့အခါအချိုးသုံးချက်ညီအောင်ရှာပွေတွေ့ရှိနိုင်ကြပါစေလို့စုမုံကောင်းတောင်းပေးရင်နဲ့ဏီကုန်းချုပ်ပါတယ်အားလုံးရှင်လန်းချမ်းမြေ့ပါစေ